တရုတ်နိုင်ငံကရေအောက်ကေဘယ်ကြိုးဖြတ်ဆက်ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ဒါဟာကမ္ဘာအာဏာမျှချေကို ပြောင်းလဲသွားနိုင်တယ်လို့ဆိုပါတယ်။တရုတ်ကဘာကြောင့်အခုလိုမျိုးဆက်ကိုထုတ်ဖော်ပြသတာလဲ။ဒါဟာချင်းချောက်မှုလားစဉ်းစားစရာဖြစ်နေပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာအခိုင်အမာဆုံးရေအောက်ဆက်သွယ်ရေးကြိုးတွေနဲ့တအားလိုက်တွေကိုဖြတ်တောက်နိုင်တဲ့ကျစ်လက်သိသိလာတယ်။ပင်လယ်ရေအောက်ကေဘယ်ကြိုးဖြတ်ဆက်ကိုထုတ်ဖော်ပြသခဲ့ပြီးဒါဟာကမ္ဘာပင်လယ်ရေကြောင်းဆိုင်ရာအာဏာမျှချေပြောင်းလဲဖြစ်သွားစေနိုင်ပါတယ်။ ရေးကြီးတဲ့ပင်လယ်ရောက်ကွန်ရက်တွေကိုနှောင်းရှက်ပေးနိုင်တဲ့ကရိယာကိုပိုင်ဆိုင်ကြောင်းတရားဝင်ထုတ်ဖော်ပြောကြားခြင်းမှာအခုချိန်ပထမဆုံးအရေးဖြစ်ပါတယ်။အဒီကရိယာဟာရေအောက်အနက်မီတာ၄၀၀မှာကေပယ်ကျိုးတွေကိုဖြတ်တောက်နိုင်စွမ်းရှိပါတယ်။ အဲ့ဒီနှစ်ဟာလက်ရှိရေအောက်ဆက်တွေအခြေခံအဆောက်အအုံအများစုတည်ရှိတဲ့နေရာထပ်နှက်စားပုံနဲ့ပါလေဒီဆက်ကိုတရုတ်ရဲ့ခင်မီရင်ကိုသင်းမောတွေနဲ့မောင်းသူမဲ့ရင်ကိုသင်းမောတွေမှာပေါင်းဆက်အသုံးပြုနိုင်ဖို့ဒီဇိုင်းထောက်တာပါလေဒီကရိယာကိုတရုတ်သင်းမောဆိုင်ရာသိပ္ပံသူတည်တနာဌာနနဲ့လူလိုက်ပါနိုင်တဲ့ပင်လယ်ရေနဲ့သွားရေများဆိုင်ရာဌာနတို့ကပေါင်းဆက်ထုတ်လုပ်ထားတာဖြစ်ပါလေ ကမ္ဘာဒေတာချက်လက်တွေ65ရာခိုင်နှုန်းကိုတည်ဆောင်ပေးနေတဲ့ steel rubber နဲ့ polymer plastic တို့အရင်းနဲ့ဖုံးထားတဲ့ခိုင်ခန့်တဲ့ cable ကြိုးတွေကိုပြင်မှတ်ထားဖို့ဒီဆက်ကိုထုတ်လုပ်ထားပါတယ်။အဲဒီကိရိယာကိုရပ်ပတ်ရှာဖွေကယ်ဆယ်ရေးနဲ့ပင်လယ်ကျန်းမြေတူဖော်ရေးတွေမှာအသုံးပြုဖို့ဖန်တီးထားခြင်းဖြစ်ပေမဲ့စစ်ဘက်ရပ်ပတ်နှမျိုးလုံးမှာတုံးနိုင်တဲ့အလားအလာရှိနေတဲ့အတွက်တခြားနိုင်ငံတွေကသတိထားရတော့မှာဖြစ်ပါတယ်။ဥပမာအားဖြင့် ထဝီနိုင်ငံရေးပြည်ပခါမှာ GM ကဲ့သို့အရေးကြီးတဲ့နေရာများဒီမှာကေဘယ်ကြိုးတွေဖြတ်တောက်ခံရရင်ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးဟာဆူဆူဝါးဝါးထိခိုက်စေနိုင်ပါတယ်။ Reagan စစ်တပ်ကတရုတ်ကိုထိန်းချုပ်ရမှာသုံးတဲ့ကာကွယ်ရေးနည်းပြခါဖြစ်တဲ့ဒုတိယကျွန်းခွင်းဆက်မှာ GM ဟာအဓိကနေရာကပါဝင်လျက်ရှိပါတယ်။ဂျီယောင်းနက်မီတာ၄၀၀မှာရှိတဲ့ရေဒုဖီအားဟာပင်လယ်ပြင်ထက်မှလေဒုဖီအားထက်အဆ၄၀၀ကျော်ပိုများပါတယ်။ အဲ့ဒီကိုရီးယားကိုကြာရှည်အသုံးပြုလင်ပင်အဲ့ဒီမှာပါဝင်တဲ့တိုက်တန်နီယံအလွှာနဲ့စီပါဝင်တဲ့ဖီအားတန်ခန့်အလွှာတွေကအတွင်းကိုကျုံဝင်ပောက်ကွဲခြင်းမရှိစေဖို့ကာကွယ်ပေးနိုင်ပါလိမ့်။ဒါအပြင်သမယိုးကြဓာရီဟာခိုင်မာတဲ့တမိကိပဲဂျိုးတွေကိုလုံးဝဖျက်တောက်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်အဲ့ဒီအခုတရုတ်ကထုတ်ထားတဲ့စက်ကြီးမှာ၆လမတော်မှာထူတဲ့စိတ်သွာစိတ်သွာတက်ထားတဲ့ကြိတ်ဘင်းတွေကို တမနစ်ကိုအပတ်ရည်1600နှုန်းလဲပတ်စီပြီးတမနစ်ကိုတော့ကြေမွးသွားစေတယ်ဆိုပါတယ်အလင်းရောင်လုံးဝမရှိတဲ့နေရာမှာစရုပ်လက်တံနဲ့အလုံးလုံးဝတဲ့အဲ့ဒီဆက်ဟာနေရာလွဲမှောက်မှုမရှိစေဖို့ခင်မိတဲ့တည်နေရာပြစနစ်ကိုတုံးထားပါလေတရုတ်ဟာရေအောက်ခြေခံစောင်းဝင်ချစ်ထွေမှုတွေလုံဆောင်နေပြီးအဲ့ဒီဂရိဟာဟာပွဲဥထွက်ပေါ်ထွက်လာတာပါတရုတ်ဟာအခုခါမှာတော့ကမ္ဘာအကြီးဆုံး ဘောင်းသူမဲနဲ့ဘောင်းသူပါတဲ့ဂျင်ငုတ်တင်ပေါ်တပ်ဖွဲ့ကိုပိုင်ဆိုင်ထားပြီးကမ္ဘာပင်လယ်သမုဒ္ဒရာအနှံ့သွားနိုင်စွမ်းရှိပါတယ်။တောင်တိုးပင်လယ်ဂျမ်းမြစ်မှာရှိတဲ့ရေအောက်မီတာ2000နက်မှာအခြေဆိုင်စခန်းတည်ဆောက်မှုကိုလည်းပြီးကြတဲ့လကစတင်ခဲ့ပါတယ်။အဲ့ဒီစခန်းမှာလူ6ယောက်ထပ်မနေတလားကြာနေနေမှာဖြစ်ပါတယ်။တဖက်မှာအမေရိကန်ရဲ့ပင်လယ်ရေနှပ်ပိုင်းရေရင်အုပ်စုတွေဟာအိုဟောင်းလာပြီးဖြစ်လို့တရုတ်ရဲ့တိုးတက်လာတဲ့ပင်လယ်ရေအောက်ဆွမ်းဆောင်ရေကိုအမိလိုက်ဖို့ရုန်းကန်နေရပါတယ် ပန်ရဲ့တခုတီးသော ရှင်ကိုင်း6500ရင်ကိုတင်မောဟာမကြမီအနားယူတော့မှဖြစ်ပေမဲ့အဲ့ဒီနေရာမှာအစားထိုးစရာမရှိပါဘူး Google မဟာအမေရိကန်ရဲ့ Indo-Pacific မဟာဗျူဟာမှာရေးပါတဲ့နေရာကပါပါတယ် Google ပါဝင်ရပ်ပတ်ကုမ္ပဏီတွေနဲ့စစ်ဘက်အတွက်သုံးနေတဲ့ဒါဇင်နဲ့ချီတဲ့ Fiber စက်ကြောင်းတွေဟာပိုအမှားရှိပါတယ်တရုတ်နိုင်ငံထုတ်ကြရာဟာလူလိုက်ပါဖို့မလိုဘဲနဲ့လှုပ်ဝက်ဖြစ်တော့နိုင်စွမ်းရှိလို့ ဒီလိုအရေးပါတဲ့နေရာတွေပေါ်ထိပါလာနိုင်ပါတယ်ယူကရိန်းစစ်ပွဲအတွင်းရုရှားရဲ့ပွင့်လဲရေအောက်တဘာဝတုံးွေပိုင်လိုက်ဟာလက်သက်မပေါ်ဘဲဖောက်ခွဲဖြတ်စီခံရပြီးနောက်စစ်ရေးသူတေသနာတိုင်းဝိုင်းဟာအလားတူဖြစ်လာနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးစူးနေမှုတွေပုံမှုလှုပ်ဆောင်လာကြတာပဲဖြစ်ပါတယ်